ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်မင်္ဂလာပါရှင်အပတ်စဉ်ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ပါကချင်လွတ်လပ်ရေးတပ်မတော် KRA နဲ့မဟာမိတ်တွေကဗမော်မြို့ကိုသိမ်းနိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်နေသလိုစစ်ကောင်စီကလည်းမြို့ကိုမဆုံးရှုံးရစေဖို့ လေကြောင်းတိုက်ခိုက်မှုတွေကိုအားပြုပြီးအသေးအံခုခံနေပါတယ်။ဒါကြောင့်၅လကျော်လာပြီဖြစ်တဲ့ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်တိုက်ပွဲကနှစ်ဖက်စလုံးအတွက်ဘလောက်အရေးပါလဲဆိုတာကိုဒီတစ်ပတ်ကျွန်မကပြောပြပါမယ်။ KRA ဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကဗမော်မြို့သိမ်းတိုက်ပွဲကို2024ဒီဇင်ဘာ၄ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ဗမော်နဲ့အတူမန်စီမြို့နယ်ကလက်ကျန်စစ်ကောင်စီတပ်စခန်းတွေကိုလည်းထိုးစစ်ဆင်ပြီး2025 January 6ရက်နေ့မှာတော့ အပီးသက်သိမ့်ပိုင်နိုင်ခဲ့ပါတယ်။အဲ့ဒီလိုပဲဗမော်မြို့ကိုလည်းအပီးသက်သိမ့်နိုင်ဖို့ KRA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့လည်းမေလဒုတိယပတ်အထိအပီးသက်သိမ့်ပိုင်နိုင်ခြင်းမရှိသေးပါဘူး။အေယဝတီမြစ်အရှိတ်ကမ်းမှာရှိတဲ့ဗမော်မြို့ဟာကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်ပြီးတရုတ်နယ်စပ်နဲ့ဆိုမိုင်60ခန့်ကွာဝေးပါတယ်။မြို့တော်မြစ်ကြီးနားရဲ့တောင်ဘက်115မိုင်အကွာမှာတည်ရှိတာပါ။ 2014သကောင်းစရင်အရဗမော်မြို့မှာလူဦးရေ9800ကျော်မြို့နယ်အတွင်းကကျေးရွာတွေမှာလူဦးရေ9000ကျော်နေထိုင်ပါတယ်မြို့ရဲ့အရှေ့ဘက်မှာမိုးမောက်မြို့နယ်နဲ့လွယ်ကျယ်မြို့တောင်ဘက်မှာမန်စီ မြို့အနောက်ဘက်မှာရွှေကူမြို့နဲ့မြို့လှမြို့မြောက်ဘက်မှာစင်ပေါ်နဲ့ဒေါ်ဖုံးရံမြို့တို့ရှိပါတယ်အဲ့ဒီဗမော်မြို့အနီးကမိုးမောက်လွယ်ကျယ်မန်စီမျိုးလှစင်ပူဒေါ်ဖုံးရောင်မျိုးတွေကို KIA နဲ့မဟာမိတ်တပ်တွေကတိမ့်ပိုက်ထိန်းချုပ်ထားပြီးတဲ့အချိန်မှာ ဗမော်မြို့ကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ဗမော်မြို့တိုင်းတိုက်ပွဲကပြင်းထန်သလို9လကျော်ကြာမြင့်ခဲ့တာကြောင့်စစ်ကောင်စီဘက်မှရော KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေဘက်မှပါထိခိုက်ကြဆုံးမှုတွေများခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ကကချင်းပြည်နယ်မှာစစ်တပ်စခန်းတွေတပ်ရင်းတွေဌာနချုပ်တွေကိုတိုက်ခိုက်ပြီးမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာတာမှာဗမော်မြို့သိမ်းတိုက်ပွဲကအပြင်းထန်ဆုံးနဲ့အခက်အခဲဆုံးဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ကကချင်းပြည်နယ်မှာ၁၄မြို့နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာတမျိုးစုစုပေါင်း15မျိုးကိုတင်ပိုက်ထားတာဖြစ်ပါတယ်။ဗမော်မျိုးရဲ့တည်နေရာဟာစစ်ရေးအရာဗျူဟာမြောက်နေရာမှာရှိနေတယ်လို့စစ်ရေးလေလာသူ၄ဦးက သုံးသပ်ထားပါတယ်။ကျွန်တော်တို့ကချင်ပြည်နယ်သားမကပဲနဲ့အဓိကသူ့ရဲ့လမ်းကြောင်းကအညာဒေသဖြစ်တယ်။အထူးသဖြင့်စကိုင်းတိုင်းမှာကျွန်တော်တို့စစ်ရေးကောင်းကောင်းမွန်မွန်သွားလာနိုင်ဖို့အတွက်ဖြစ်တယ်လို့ကချင်စစ်ရေးလေလာသူတဦးကသုံးသပ်ပါတယ်။ဧရာဝတီမြစ်အရှေ့ပိုင်းမှာတည်ရှိတဲ့ဗမော်မျိုးကိုတင်နိုင်ပြီဆိုရင် စစ်ကောင်စီဟာကချင်ပြည်နယ်မှာအေယာဝတီမြစ်အရှေ့ပိုင်းကဒေသတွေအလုံးဆုံးရှုံးသွားမှာဖြစ်တယ်လို့ CDM စစ်သားစင်ယောကသုံးသပ်ပါတယ်။ဒါအပြင်တရုတ်နိုင်ငံနဲ့ချိတ်ဆက်နိုင်ဖို့ရောနေဆက်ကုံသွေးလမ်းကြောင်းပေါ်မှာရှိတာကြောင့်ပါအရေးကြီးတဲ့အပြင်ဗမော်ကိုရရင်ဝိုင်းမော်အထိဖြတ်တောက်ပြီးဖြစ်လို့အလွန်အရေးပါတဲ့တည်နေရာမှာရှိနေတာလို့သူကပြောပါတယ်။တခြားစစ်ရေးသတင်းရှင်းမြစ်တအုပ်ကလည်း မမောဟာကချင်းပြည်နယ်မှာမြစ်ကြီးနားပြီးရင်စစ်ရေးအရာဒုတိယအချက်အချာကြားရမျိုးဖြစ်တယ်လို့ဗမောမျိုးသိမ့်နိုင်ပြီဆိုရင်တော့ကချင်းပြည်မှာကြံရှိနေတဲ့မျိုးတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ထက်သိမ်းဖို့ကအခက်အခဲသိမ့်မရှိတော့ဘူးလို့သုံးသပ်ပါတယ်။ဗမောမျိုးတည်နေရကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခတီရှိတဲ့မြို့တော်မြစ်ကြီးနားထက်တောင်စစ်ရေးအရာ ရေးကြည့်ပြီးကချင်းပြည်နယ်အတွက်အဆုံးအဖြတ်တိုက်ပွဲလို့လေးဦးမြောက်စစ်ရေးလေလာသူကပြောပါတယ်။မြစ်ကြီးနားမြို့မှာမပခရှိပေမဲ့ ဗမော်မြို့တိန်းနိုင်ရင်မြကြီးနာကိုတိန်းဖို့မခက်ခဲတော့ဘူးလို့သူကဆက်ပြောတာပါ။ဒါအပြင်ကချင်ပြည်နယ်အတွက်တင်အရေးကြီးတာမဟုတ်ပဲကချင်ပြည်နယ်နဲ့စကိုင်းတိုင်းကိုချိတ်ဆက်ဖို့တနည်းအားဖြင့်ကချင်ပြည်နယ်နဲ့ຫນွေဦးတော်လှန်ရေးရဲ့အဆုံးဖြတ်ဖြစ်လာမဲ့မြေပြန့်ဒေသတွေကိုချိတ်ဆက်ဖို့အတွက်လဲဗမော်ဟာအလွန်အရေးကြီးတယ်လို့သူတို့ကတညီတညွတ်ထဲသုံးသပ်ကြပါတယ်။ဒါကြောင့် KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကဗမော်မြို့ကိုတိမ့်ပိုင်နိုင်ဖို့ စစ်ကောင်စီအတွက်တော့ဗမော်မြို့လက်မလွတ်ရဖို့အပြင်းအထန်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်စစ်စင်ရေးကာလ9လကျော်အတွင်းမှာ KIA နဲ့ပူးပေါင်းတပ်တွေကအမှတ်6000ခွန်တန်ကြပ်ကတက်ရင် စက်ကခ27နဲ့ဆက်ဆက်တရှိနေတဲ့အမြောက်တပ်အာမတ366ခလာရ236တင့်ကားတပ်တန်ကြပ်ကတပ်တွေအပြင်ဗမော်လေရင်ကွင်းတစ်ခုလုံးစားတဲ့စစ်တပ်စခန်းတွေတက်ရင်တွေကိုတိမ့်ပိုက်ထားပါတယ်။သခိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်မှာ KIA ကအရေးပေါ်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေလုပ်နိုင်ဖို့ April 2ရက်နေ့ကနေ22ရက်အထိယာယီအပြစ်ရခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီယာယီအပြစ်ရကာလအတွင်းမှာလဲစစ်တပ်ကဗမော်မြို့ကိုဘုံဆက်တိုက်ကျဲချခဲ့ပါတယ်။ April 25ရက်နေ့မှာတော့ KIA နဲ့မဟာမိတ်တွေကစကခ21ခလာရ40ခွန်စေတက်ထောက်ပို့တက်နဲ့အင်ဂျင်နီယာတက်စတဲ့တက်ရင်တွေဌာနချုပ်တွေကိုအပိသက်သိမ်းပိုင်နိုင်ဖို့ပြန်လည်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေကပြင်းထန်နေပါတယ်။ မေလစမ်းမှာဆိုရင်စကခ21အထိတော်လှန်ရေးတပ်တွေကဖောက်ထွက်ပြီးဌာနချုပ်ကိုတိမ့်ပိုက်ဖို့ထိုးစစ်ဆင်နေပြီလို့သတင်းချင်းမြစ်တွေကပြောပါတယ်။ဒါပေမဲ့တိုက်ပွဲနောက်ဆုံးအခြေအနေတွေကို KIA ကထုတ်ပြန်တာတော့မရှိသေးပါဘူး။စစ်တပ်ကလည်းဗမော်မှာအဖိခံနေရတာတက်တာစီဖို့အတွက်ဖားကန့်ဒေတာကိုစစ်ကူတွေပို့ဖို့စ조사တယ်လို့ဝိုင်းမော်ဘန်မြစ်ဆောင်စီမံကိန်းရှိတဲ့ဒေတာတွေမှာစစ်ကြောင်းတွေအလှုပ်ပြပြီးစစ်ကစားပါတယ်။ဖားကန့်စီစစ်ကူစစ်ကြောင်းပို့တာကို KIA, KPDF နဲ့ပူးပေါင်းတပ်တွေကအစဉ်အဆက်ဖြတ်တောက်တိုက်ခိုက်တာမှာတိုက်ပွဲပြင်းထန်သလိုစစ်တပ်ဘက်ကတေဆုံဒဏ်ရာရသူလည်းများခဲ့ပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲကတော့မြေပြင်မှာတင်ပြင်းထန်နေတာမဟုတ်ပဲအွန်လိုင်းမှာပါပြင်းထန်နေတာပါ။စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကတော့ဗမော်တိုက်ပွဲမှာသူတို့အသာရနေတယ်လို့တစ်ချိန်လုံးဝါဒဖြန့်ပါတယ်။တိုက်လေရင် drone တွေနဲ့ပုံကျဲလို့ KIA နဲ့ PDF တွေအထိနာနေတယ်ဆိုပြီးနေ့တိုင်းဝါဒဖြန့်ချီနေတာပါ။ KIA နဲ့ဒေါ်လာရေးကိုထောက်ခံတဲ့အကောင့်တွေကလည်းမြို့သိမ်းတိုက်ပွဲမှာဒေါ်လာရေးတက်တွေအသာရနေတာကိုပဲရေးသားဖြန့်ချီကြပါတယ်။ရေးပြင်သတင်းရင်းမြစ်တွေကတော့ KIA PDF နဲ့ပူးပေါင်းတက်တွေကစကခ27တဲ့အထိဒေါ်လာရေးတက်တွေဖောက်ထွက်ပြီးအနီးကပ်တိုက်ပွဲတွေဖြစ်နေကြတယ်လို့ပြောပါတယ်။ဒေါ်လာရေးတက်တွေကစစ်ကောင်စီတက်စီကနေစစ်တုံးပန်းတွေလက်နက်ခဲယမ်းတွေတင့်ကားနဲ့တန်ချက်ကရင်တွေကိုတိမ့်ပရရှိထားပါတယ်။စစ်တပ်ကအထိနာလေးလေး တိုက်လီရင်နဲ့ဘုံကျဲတာဒရုန်းနဲ့ဘုံကျဲတာတွေကိုပိုလုတ်လေးလေးပါပဲမေလ၈ရက်နေ့ညနေကလည်းမမော်မျိုးအညောင်ပင်ရက်ကွက်မှာရှိတဲ့ကန်းနာရိတ်တာဖုံကြီးချောင်းကိုစစ်ကောင်စီက Jet Fighter နဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီဖုံကြီးချောင်းမှာစစ်ဘေးရှောင်နေတဲ့ပြည်သူ15ဦးထပ်မံနေတိတ်ဆုံးပြီး30ကျော်ဒဏ်ရာရသွားကြောင်းဒေသတွင်စစ်ရေးသတင်းတွေဖော်ပြပေးနေတဲ့မမော် Scout Team ကအသိပေးပါတယ်ဖုံကြီးချောင်းမှာစစ်ဘေးရှောင်ပြည်သူအယောက်၄၀၀ကျော်ရှိနေတာပါ မြို့ကနေအခြားဒေသတွေစီကိုစစ်ပေးရှောင်ဖို့ပတ်စံမရှိတဲ့သူတွေမြို့မှာပဲနေကျင်သူတွေမန်စီမြို့မိုးမောင်းမြို့စတဲ့မြို့တွေကစစ်ရှောင်လာသူတွေဟာတိုက်ပွဲတွေပြင်းထန်နေတဲ့ကြားကပဲဗမော်မြို့ကဖုန်ကြီးကျောင်းတွေဖျားတွေစတဲ့နေရာတွေမှာစုပြီးတော့စစ်ရှောင်နေကြတာဖြစ်ပါတယ်စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကတော့ KIA နဲ့ PDF တွေပုံနေတဲ့ကမ်းနားရိပ်သာဖုန်ကြီးကျောင်းဘုံကျဲခံရတာကြောင့်အထိနာကုန်တယ်လို့ဝါဒဖြန့်ပါတယ်ဒါအပြင်စစ်ရှောင်တွေကို KIA နဲ့ PDF တွေက လူသားတိုင်းလုံနေတယ်လို့လည်းသတင်းအမှားဖြန့်ကြပါသေးတယ်။အဖြစ်မှန်ကမြို့သိမ်းတိုက်ပွဲစပြီးတဲ့နောက်မြို့ကနေတင်းရှောင်ကျင်တဲ့ပြည်သူတွေကို KIA ကလမ်းတွေဖြန့်ပေးပေမဲ့စစ်တပ်ကလမ်းတွေကိုပိတ်ပြီးမြို့ထဲမှာပဲနေဖို့ပြည်သူတွေကိုလူသားတိုင်းအနေနဲ့အသုံးချခဲ့တာဖြစ်ကြောင်းဒေသခံတချို့ကပြောပါတယ်။ကမ်းနားရိတ်တာဖုန်ကြီးကျောင်းကအကျန်းစစ်ဆောင်တွေကို KIA နဲ့မဟာမိတ်တပ်တွေကဘေးကင်းမဲ့ထင်းတဲ့နေရာတွေစီရွှေ့ပြောင်းပေးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ ၅လကျော်အပြင်းထန်တိုက်ခိုက်နေတဲ့ဗမော်မြို့သိမ်းတိုက်ပွဲဟာအခုဆိုရင်နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့စစ်ရေးရင်းမြစ်တအူကပြောပါတယ်။ဧပြီလဆန်းမှာသမိုင်းဝင်မြို့သိမ်းတိုက်ပွဲအဖြစ်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအဆက်ကအင်းတော်မြို့သိမ်းတိုက်ပွဲဟာရှစ်လတိုင်ကြာမြင့်ခဲ့ပြီးတဲ့နောက်မြို့ကိုသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲရဲ့အဆုံးအဖြတ်ကိုဒေါ်လန်ရေးတပ်တွေရဲ့တောင်းခံနိုင်မှုကအပြည့်ထုတ်ပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောခဲ့တာပါ။အခုဆို၅လကျော်ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ဗမော်မြို့သိမ်းတိုက်ပွဲမှာလည်း တောင်းခံနိုင်မှုကအောင်ပွဲအတွက်အရေးကြီးတဲ့အချက်ဖြစ်လာပါလိမ့်မယ်။လက်ရှိတိုက်ပွဲအခြေအနေကတော့လက်စားတက်နေတာပဲ။စစ်တပ်ဘက်ကလေကြောင်းကိုစိတ်တိုင်းကြတုံးနေလို့အခက်အခဲရှိပေမဲ့လက်စားတက်နေပြီလို့ကချင်းစစ်ရေးလေလာသူကသုံးသပ်ထားပါရဲ့ရှင်။ People's Spring ရဲ့အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါရဲ့ရှင်။ငလင်ဘေးတဲ့ဒေတာတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါ ဘုံပါရေတွေးရေကံရေပဲတောက်တုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်